ကျွန်တော်ကားနဲ့ပတ်သက်ပြီးတော့ဟိုလောကတော့ကားအက်ဆီဒန့်လေးတစ်ခုဖြစ်တယ်ပေါ့နော်။ဘဝမှာပထမအဆုံးအက်ဆီဒန့်ပေါ့။ကြီးကြီးမားမားဖြစ်တာဆိုတော့ဒါပေမဲ့လည်းရထားရဲ့ကားဆိုရင်လည်းအဲ့ကားကိုတိုက်ရတာ၃စီးသာလောအရှိရကားကိုတော့တိုက်တယ်။ပြီးတော့ဘေးကကားတကားတစီးကိုလည်းပုတ်မိသွားတယ်ဆိုတော့အဲ့ဒါလေးကတော့နည်းနည်းဟိုပါလေးပါပဲ။မတ္တရပေါ့မတ္တရပေါ့ဟုတ်။ပြောရတာပေါ့။သုံးစီးသာလားကွာသုံးစီးသာသုံးစီးသာယူရတာ ျွန်တော်ကားနဲ့ပတ်သက်ပြီးတော့ဟိုလောကတော့ကားရဲ့စီတန်လေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါကတော့ဒီလိုပဲကျွန်တော်ဖုံးကြလို့ကောက်လိုက်တဲ့အချိန်မှာသွားပြီးတော့ရက်ထားတဲ့ကောင်သွားပြီးတိုက်မိဖို့ဖြစ်သွားတာပေါ့အဲ့ဒါကတော့ဒါဘဝမှာပထမဆုံးအက်စီဒန့်ပေါ့ကြီးကြီးမားမားဖြစ်တာဆိုတော့ဒါအဲ့ဒါလေးပါပဲဗျာဟုတ်အဲ့ short တော့အဲ့လိုကြီးတော့မရပါဘူးကျွန်တော်ကမနောက်နေ့ရှူတင်ရှိတော့ရှူတင်မန်နေဂျာဖုန်းဆက်နေတဲ့အချိန်မှာကျွန်တော်ကလည်းဂျင်းကအပြင်ကားကို ဟိုဖုန်းကန်လိုက်တာဖုန်းကအောက်ကျတာတကယ်တော့အဲ့ဒါမလုပ်သင့်ဘူးပေါ့နော်ကျွန်တော်စိတ်ထဲမှာအဲ့ဒီအချိန်မှာကားရလိုက်မယ်လို့တွေးလိုက်ပေမဲ့လေဖုန်းပေါက်လိုက်နေပြီကျွန်တော်ပြန်မောလိုက်တဲ့အချိန်မှာရှေ့ရကားဟိုရက်ထားတဲ့ကားနဲ့ကားကလည်းညာဘက်နည်းနည်းလေးဆွဲနေရထင်တယ်အဲ့ဒီတော့ဆိုတော့ line နဲ့နည်းဆွဲနေရပေါ့နော်ဆိုတော့ဟိုရက်ထားတဲ့ကားသွားပြီးတော့တိုက်ပြီးပြန်သွားတာဆိုတော့ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့လေရက်ထားတဲ့ကားဆိုရင်မလဲအဲ့ကားကိုတိုက်ရတာ၃စီးစာလောရှေ့ရကားကိုတော့တိုက်တယ်ပြီးတော့ဘေးကကားတကစီးကိုလည်းပုတ်မိသွားတယ်ဆိုတော့ အဲ့ဒါလေးကတော့နည်းနည်းဟိုပါလေးပါပဲအမှတ်တရပေါ့အမှတ်တရပေါ့ဟုတ်စိတ်ဆက်တယ်လားအဲ့လိုစိတ်ဆက်တယ်တော့မရှိဘူးဗျကျွန်တော်ကတခါလေးဘယ်လိုပြောရမလဲဟိုမဖြစ်မနေပေါ့တော့သွားမယ့်နေရာမျိုးရည်သားလေးကားချက်တဲ့ချိန်လောက်ပေါ့သွားတာတော်ရုံဆိုရင်ကျွန်တော်ကကားနည်းနည်းရှင်းတဲ့ချိန်ကိုရွေးပြီးသွားတာများတယ်ဆိုတော့ကားရမ်းချက်တဲ့ထံတော့ခံခြင်းဘာလို့လဲဆိုတော့ မောင်းရတာကျွန်တော်ကကိုယ်တိုင်မောင်းရတာကြိုက်တဲ့သူမျိုးဆိုတော့ကိုယ်တိုင်မောင်းတဲ့အခါကျရင်တော့နည်းနည်းတော့ဟိုဘယ်လိုပြောမလဲကားရန်ကျက်တဲ့အခါကျတော့လည်းနည်းနည်း stress များတာပေါ့နော်ဆိုတော့ကားရှင်းတဲ့အချိန်ကိုပဲဟိုဟာရွေးပြီးတော့သွားဥမာညခွန်နာကြီးခွန်နာကြီးခွဲလောက်ဆိုရင်ကားနည်းနည်းခြောက်ပါပြီလေအဲ့လိုအချိန်မျိုးတို့နေ့လယ်ဘတ်တို့ညနေ၄နာရီခွဲ၅နာရီဆိုတော့ကားနည်းနည်းကျက်တယ်၆နာရီလောက်ထိဆိုရင်အဲ့ဒါမျိုးအချိန်မျိုးရှောင်တယ်ပေါ့ ငငယ်တော့ငငယ်တော့တော့ကားကိုမောင်းတာပါပဲဒါပေမဲ့လည်းကြည်လာတော့လည်းဟိုပေါ့အဲ့ဒီ safety first ပဲလေနော်အန်ရကင်းအောင်လည်းမောင်းမောင်းတော့တယ်ပေါ့ငငယ်တော့ကတော့ဇိုးကနဲ့ဇက်ကနဲ့မောင်းလိုက်တာပဲအခုတော့အဲ့လိုမျိုးတိတ်မရှိတော့ဘူးနော်ဟုတ်လားအဲ့မို့ပိုသတိထားရတာပေါ့ဥပမာ ဖုန်းနေပါလေလာတဲ့အချိန်မျိုးတော့ဘာလို့ဆိုလဲကို အဆင်ပြေမှပဲပေါ့နော်ဟိုကင်လိုက်တော့ပြီးတော့ဒီ case ဒါကလည်းအရင်ရေးကြည့်နေတော့ဘာမှမဖြစ်ဘူးဟာကင်ကင်ရတာပေါ့ဒါပေမဲ့လည်းဟိုနောက်မှပြန် follow ရတဲ့ဟာမျိုးကြတော့လည်းနောက်မှပြန်ဆက်လိုက်တော့ပေါ့တိတ်ပြီးတော့ကားမောင်းနေတဲ့အချိန်မှာလေဖုန်းကောက်တာပေါ့ထပ်မလုပ်ဘူးကြည့်နေရပြတ်တဲ့အားလုံးလည်းအဲ့လိုကားမောင်းနေတဲ့အချိန်မှာဖြစ်တတ်တယ်လေဖုန်းတွေပါပြုတ်ချသွားတာဘာလို့ညာလို့ဆိုရင်ကားရက်ပြီးမှကောက်ပါလို့ဖုန်းကိုလေ ကားမောင်းနေရင်လည်းမကောက်နိုင်လို့ပေါ့နော်ကျွန်တော်ကမောင်းနေရင်လည်းကောက်နိုင်တာဖြစ်တယ်ပြောချင်အက်ဆီဒန့်ဖြစ်သွားတာတယောက်တည်းယောက်တည်းဘေးမှာမရှိပါဘူးဘေးမှာအဖော်တယောက်တော့ပါရင်တော့မဖြစ်တော့ဘူး break နင်းလိုက်လို့ရတယ်တိုက်လိုက်တဲ့အရှင်ကလည်းဘလောက်မှမဟုတ်ဘူးပုံမှန်မီးပွိုင်းကနေကိုွေပြီးတော့မောင်းလိုက်တဲ့အရှင်ကကျွန်တော်ထင်တယ်40လောက်ပဲ40တော့မပြည့်ဘူးပေါ့နော်20နဲ့30လောက်ပဲရှိပါဒါပေမဲ့ကျွန်တော်ကလည်း weight ကြီးတော့ တိုက်မိသူဖြစ်သွားတော့အလိုပေါ့ဟိုပြဿနာရှင်းရတာပေါ့ပြဿနာဆိုတော့ဘယ်လိုမျိုးဟိုဟိုကို့တွက်ဟွာပေါ့ဗျာဟိုဘယ်လိုပြောမလဲဟိုအများကောက်တော့ထိပ်ပြီဆိုတော့ဟွာဒါအနေနဲ့များတော့ကိုယ်ရှင်းရတာပဲလေဆိုတော့အဲ့လိုမျိုးတော့ဒီလိုရှင်းရတာပေါ့စိတ်စိတ်ရှုပ်ရတာပေါ့ဒါလည်းပြောရတာပေါ့ဟုတ်ကဲ့ဟုတ်ပါဘူးတုံးသီးတာလားကွာတုံးသီးတာတုံးသီးတာယူရတာပေါ့ ပွဲတက်ကတော့ဒီနေ့လာမင်းတရားပေါ့အဲဒီကားရှိုးရွန်ဖွင့်ပွဲပေါ့အဲ့ဒါလေးကိုတက်ရောက်ဖြစ်တာပါကားတွေကတော့မျိုးစုံပဲဗျာစီဘောက်ဆာတွေကအစရှိတယ်ဒီမှာလေဆိုတော့အများကြီးပဲကားတွေကတော့နောက်မှဆိုအများကြီးရှိပါတယ်ဒါဝယ်တဲ့ခါကျရင်လည်းညင်းညင်းနိုင်နိုင်လေးတွေအများကြီးလုပေးမယ်လို့လည်းကျွန်တော်မြင်တယ်ဆိုတော့ဒီကားဒီပွဲဒီရှိုးရွန်လေးကိုလာပြီးတော့ကြည့်ပြီးတော့အကြိုက်တွေ့ရဆိုရအပြေးကြပါဦးလို့ပြောချင်ပါတယ်ပြီးတော့ကိုပိုင်ကားရှိတဲ့လူတွေအတွက်လည်းလမ်းပါတစ်ခုခု ကားပြတ်တာပဲဖြစ်ဖြစ်ဒါဘိန်း ခုခုဖြစ်တာဘိန်းပေါင်ဒါပဲဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့နော်အဲ့လိုအခြေအနေမျိုးရောက်တဲ့အခါကျရင်လည်းဒီမှာကားဆာဗစ်ရှိတယ်ပေါ့ဒီမှာဟိုကားလေးကိုလာခေါ်ကားဆွဲပေးသွားတာလို့တင်ကားတင်ပေးလိုက်တာလို့ရှိရယ်ဆိုတော့ဘာဖြစ်ဖြစ်မျိုးစုံရတယ်ပေါ့နော်ဆိုတော့အာအားပေးကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်ကဲ့